ငယ်နိုင်လူဖြစ်လာတဲ့ဟာလဝါတို့ကိုအချိန်ပိုပြီးဆွဲခေါ်ပေးကြတဲ့ဂုံကြီးအားလုံးပဲမင်္ဂလာပါဒီရာဒီမှာတော့ဟာလဝါတို့အနေနဲ့ဂုံကြီးတို့ဆိုရင်နာမည်ပါမကြားချင်လောက်အောင်ကိုဖြစ်သွားတော့ပြီလို့ထင်ပါတယ်ရှေးပွဲတွေမှာလည်းကိုပြတ်တွေအရင်နှိမ်ထားကြရတယ်ဟာလဝါတို့ဟာဆိုရင်တော့ကိုပါတယ်ရီဖိုင်နယ်မှာလည်းဂုံကြီးတို့ကိုထပ်ကုန်းကြရပြန်ပါတယ်ဒီပွဲကတော့ပွဲမတိုင်ခင်ကတည်းကအပူထစ်တွေရှိနေခဲ့ပြီးတော့ပွဲဆူနေကြရတာပါဟာလဝါတို့ဟာဒီပွဲကင်တွင်မဲ့ထိုင်ကိုမကြိုက်လို့ဆိုပြီးတော့အစကတည်းကလဲပေးဖို့တောင်းဆိုထားခဲ့ပါတယ်ဒါကြောင့်လည်းဂုံကြီးတို့ကိုကြောက်နေကြလားဆိုပြီးတော့ပို့ပြီးပြောစရာဖြစ်သွားခဲ့ရပါတယ် အကလစီကိုဆိုတဲ့အတိုင်းပဲပွဲရလဲထရမ်မာအချိုးကွေတွေများခဲ့ပြီးတော့ဂိုင်းတို့ဥဆောင်ထားရကနေဟာလဝါတို့ပြန်ပြီးကမ်းပတ်နိုင်ခဲ့ပါတယ်။ဒါပေမဲ့ပွဲပြီးကန်ဒီမှာချီပါကိုပြန်ပြီးခွင့်ပြုပေးလိုက်ရတာကြောင့်အချိန်ပိုပြီးရောက်ရှိသွားခဲ့ရပါတယ်။ချိန်ပိုမှာတော့ခွန်ဒီရဲ့အတွင်ကိုနဲ့ဂိုင်းတို့ကပဲအနိုင်ရရှိသွားခဲ့ပါတယ်။ဒီနေ့မှာတော့ဂိုင်းနဲ့ဟာလဝါတို့ရှင်ပြိုင်ခဲ့ကြတဲ့ကိုပါတရီဖိုင်နယ်ပွဲစဉ်လေးကိုတင်ဆက်ပေးကြပါတယ်။ဂိုင်းတို့ကတော့လီဝင်ဒေါစကီတန်ရရနေခဲ့တာကြောင့်အထောင်တိုက်စစ်နေရာမှာဖာရန်တော်ရက်စ်နဲ့ပွဲထွက်လာခဲ့ပါတယ်။တောင်မန်တစ်ဖက်ကတော့ထုံးစံတိုင်းဖြစ်တဲ့ယာမန်နဲ့ရာဖိညာတို့ပဲဖြစ်ပါတယ်။ ဒါပေမဲ့ဟာလိုအာရိုဘတ်မှာတော့လူရှင်းပြောင်းလဲတချို့ပြုတ်လို့လာခဲ့တာကိုတွေ့ရပါတယ်။ဒိုက်ဆန်မှာလိမ့်နေကြလေးကိုအရန်ကုန်ထားခဲ့ပြီးတော့ဖနီရှီယန်ရိုဒရီဂိုစီဘေယော့စ်တို့နဲ့ပွဲထွက်လာခဲ့ပါတယ်။ ။ဟိုကန်ဆယ်မှာလဲရူဒီဂါနဲ့အဆန်စီယိုတို့ကိုတွဲပိတ်လာခဲ့ပြီးတော့ဘယ်နောက်ခံလူနေရာမှာလဲမန်ဒီပြန်ပါလာခဲ့ပါတယ်။ပွဲစားပြီးဆိုကြတဲ့ကဟလဝါတို့အထနေနေခဲ့ရပြီးတော့ဂုံးကြီးတို့ရဲ့ထိုးပေါက်မှုတွေကိုသရဆက်ခံခဲ့ရပါတယ်။ဟလဝါတို့ကတော့ဘောလုံးရရင်လဲကန်တင်ပြေးပုံစံနဲ့အောက်တန်းသိန်းလေးလိုကစားနေတာကိုလဲတွေ့ရပါတယ်။ဒီနေ့ပွဲထွက်ကစားသမားရှင်းမှာပါလာတဲ့မန်ဒီကဒဏ်ရာပြန်လဲရရှိသွားခဲ့တာကြောင့်7မိနစ်မှနေလူစားလဲလဲရပါတယ်။ဒီလိုနဲ့ပွဲချိန်28မိနစ်မှာရမရဲ့ဖန်တီမှုကနေတဆင်ပက်ထရီကဥဆောင်မှုစတင်ရရှိသွားခဲ့ပါတယ်။ဂိုးပေးလဲရပြီးနောက်မှာတော့ဟလဝါတို့ ဲနုံနုံကြကြရှိလာခဲ့တယ်ဆိုပေမဲ့ဂုံးကြီးတို့ပြားပေးတာကိုတော့ခံနေရတော့မှဖြစ်ပါတယ်ဂုံးကြီးတို့ကအခွင့်အရေးတွေထက်ရခဲ့ပေမဲ့ဂိုးဖြစ်တော့မပြောင်းလဲနိုင်ခဲ့သလိုဟာလိုဝါတို့ကလည်းပထမပိုင်းမှာဂိုးပေါက်တစ်ချိန်မှကိုမတန်းခဲ့ပါဘူးဒုတိယပိုင်းမှာတော့ရူဒီဂိုရဲ့နေရာမှာလိမ့်နေကြလေးကိုထည့်သွင်းလာခဲ့ပြီးတော့ဂူလာတို့မိုဒရစ်တို့လည်းပါဝင်လာခဲ့ပါတယ်ဒုတိယပိုင်းမှာတော့ဟာလိုဝါတို့ရဲ့ကစားပုံကတတိတသာပိုကောင်းလာခဲ့တာကိုလည်းတွေ့ရပါတယ်ဘောချိန်မင်း90လောက်မှာလိမ့်နေကြလေးကလည်း free kick ကနေတိုက်ရိုက်ကန်သွင်းယူသွားခဲ့ပြီးတော့ချစ်ပါကိုရရှိသွားခဲ့ပါတယ်ထပ်ပြီး89မိနစ်မှာဂူလာကပါဦး ဆောင်ကိုထပ်သွင်းပြီးသွားခဲ့လို့ဟာလဝါတို့လည်း2-1နဲ့အနိုင်ရမလို့ဖြစ်သွားခဲ့ပါတယ်။အဲဒီလိုနဲ့ဟာလဝါတို့ကမ်ဘတ်ဘီလာထင်ခဲ့ပြီးမဲ့ကြာကြာတော့မပြောလိုက်ရပဲ84မိနစ်မှာတင်ဖောင်ရန်တိုရက်ကချီပါကိုပြန်သွင်းသွားခဲ့ပါတယ်။နောက်ကျအချိန်ပေါ်မှာတော့ဂိုအီတို့လည်းပနာဒီပါရရှိသွားခဲ့ပြီးတော့အလဲကြောင်းတွေထပ်ဖြစ်လာတော့မယ်လို့ထင်ခဲ့ရပေမဲ့ဗီယာကပယ်ဖြတ်ပြီးသွားခဲ့တာကြောင့်အချိန်ပိုပြီးဆက်ကန်ခွင့်ရရှိခဲ့ပါတယ်။အချိန်ပေါ်မှာတော့ကွန်ဒေးရဲ့ဝေးကန်ချက်နဲ့ပဲဂိုအီတို့လည်းကိုပါဒရီဖလားကြီးကိုကန်ပြောင်းနိုင်ခဲ့ပါတယ်။ရာဒီမှာခြေစမ်းပွဲကစားလို့ပွဲစဉ်တိုင်းဂိုအီတို့ကိုကုန်ထားရတဲ့ဟာလဝါတို့အနေနဲ့ပိုပြီးလဲနောက်ကျ င်စရာကောင်းသွားခဲ့ပါတယ်။လာမယ့်၁၇ရက်နေ့မှာကစားမယ်။လာလီဂါဒုတိယချောပွဲစဉ်မှာရောဟာလိုအာတို့ထပ်ကုန်းရအောင်မလားဆိုတာဆက်လက်ဆောင်ကြည့်ရမှာဖြစ်ပါတယ်။အဆုံးနည်းကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။